ကိုပ္ပဆန်နဲ့ကိုဝယ်စားပြီးတော့လေအိုးတွေပကံတွေပြစ်ချတဲ့အတန်တွေစူဆောင်းအောင်တဲ့အတန်တွေကြားချင်ရင်ဂျိုဂျိုဟော့ပေါ့မှာသွားစားပါနော်။ငါ့ကိုဂျိုဂျိုဟော့ပေါ့ကိုပွဲချတယ်ဆိုပြီးပြောနေတဲ့လူတွေကိုငါပြောလိုက်မယ်နော်။အခုလူတရာမှာ60လောက်ကဂျိုဂျိုဟော့ပေါ့မှာဝင်ဆောင်မှုကအဆင်ပြေလားလို့မေးကြည့်လိုက်။ခေါ်လိုက်ပြီးဆိုစုပုတ်ပြီးတော့လုံးဝမလာဘူး။မလာတာတွေလည်းရှိတယ်အဲ့လိုများကြလို့ရှိရင်အတင်းပြောတာတွေလည်းရှိတယ်เนาะအဲ့လိုမျိုးလေးဟိုစပန်ဝစ်ဆောင်နဲ့သွားစားတဲ့အခါတွေလည်းရှိတယ်ခါကြလို့ရှိရင်အဲ့လိုအိမ်နေဝစ်ဆောင်နဲ့သွားစားတဲ့အခါတွေရှိတယ်အဲ့ကြလို့ရှိရင်လည်းလေသူတို့က ဆက်ဆံပုံဆက်ဆံနေရမတူဘူးဒီဝင်နေအလုံးဝင်းမင်္ဂလာပါယူလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ညီမခုတင်ဆက်ပေးမယ့် video လေးကတော့ဂျီဂျိုးဟောပေါ်ဆိုင်ဆိုရင်အလုံးလည်းသိကြမယ်လို့ထင်ပါတယ်ရှင်ဒီဂျီဂျိုးဟောပေါ်ဆိုင်မှာအမြဲတောစားနေကြ customer အမတစ်ယောက်ကဂျီဂျိုးဟောပေါ်မှာစားရတာအရသာအရန်ကောင်းလို့တော့တောစားရတာเนาะဝန်ထမ်းတွေကဆက်ဆံရေးလည်းညံ့တယ်လို့ပကံတန်တွေကလည်းစုညံ့နေတာပဲဆိုပြီးတော့ပြောထားတာရှင်နောက်ပြီးတော့ဝန်ထမ်းတွေကလည်းအိမ်လေးဝတ်စုံလေးနဲ့တွားလို့ရှင်အထင်သေးတဲ့ပုံစံမျိုးတွေနဲ့လည်းဆက်ဆံတယ်လို့လည်းသိရတယ်ရှင်ဘလိုပုံစံမျိုးတွေနဲ့ customer ကိုစားပေးပေးတာကအဆင်မပြေဘူးဆိုပြီးတော့ဒီအမကပြောပြထားပြီးသားရှင်ရေရှိမှာဒီလိုမျိုးဆက်သွားနေစိုင်းနာမည်လည်းပြတ်နိုင်နေဆိုပြီးတော့ပြောထားတာလေးစားနဲ့ပတ်သက်ပြီးတော့သူ့ကိုပွဲချနေတယ်ဆိုပြီးတော့ပြောထားတဲ့သူတွေကိုလည်းသူကပြန်ပြောထားသေးတယ်ရှင် ဒီ view လေးထဲမှာဆိုရင်တော့အကြောင်းအရာပြည့်စုံပါပါတယ်ရှင်ဒီမနဲ့တူတူ view လေးကိုဆုံးလေးလိုက်ပါကြည့်ရှုပေးဖို့ကိုလည်းဖိတ်ခေါ်ချင်ပါတယ်ရှင်ကိုပစံနဲ့ကိုဝယ်စားပြီးတော့လေအိုးတွေပကံတွေပြစ်ချတဲ့အတန်တွေစူဆောင်းအောင်တဲ့အတန်တွေကြားချင်ရင်ဂျိုဂျိုဟော့ပေါ်မှာသွားစားပါနော်ကျမကတော့အဲ့လိုအတန်တွေကြားရရလို့သွားစားပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အရသာကိုကြိုက်လို့ပါပြီးတော့စားနေကြလည်းဖြစ်တော့ပါတချို့ဆိုလို့ရှိရင်ကျမကိုလာပြောတယ်ပစံလေးအဲ့လောက်ပေးပြီးတော့အဲ့လောက်တော့စူညံမှာပေါ့လို့ပြောတဲ့လူတွေကိုကျမ ပြန်ပြောချင်ပါတယ်ကျမတို့တွေကလေငွေရေးချေးရေးထက်ကိုအရသာကိုပို့ပြီးဦးစားပေးပြီးစားတဲ့လူတွေပါနော်ရန်ကုန်မြို့ထဲမှာဆိုလို့ရှိရင်ကျမတို့မစားဘူးတဲ့မလာရှန်ကောဆိုင်ဟော့ပေါ်ဆိုင်မရှိပါဘူးရှင့်အဲ့ထဲမှာမှဂျိုဂျိုးကကျတော့ဆိုင်ပွဲအများဆုံးနဲ့ စားရတာလည်းအဆင်ပြေတယ်ဆိုလို့စားတာပါเนาะကျမတို့တစ်ခါတစ်ခါစားလို့ရှင်8000 9000တသိန်းဆိုတာအများကြီးကြပါတယ်အဲ့တော့ဘိုလ်လိုမျိုးပေါချောင်ကောင်စားရလူတွေမဟုတ်ပါဘူးเนาะအဲ့တော့သူတို့ဆိုင်ရာ service ကအဆင်မပြေတာဝယ်ပြောချင်တာပါအဲ့ဒါပါအဲ့တော့စူညံနေရတွေအိုးတွေပကံတန်တွေပြေချတာတွေပြီးတော့တွန်းလဲကြီးတွေတွန်းတာတွေအဲ့လိုအတန်တွေကြားရတဲ့တန်းတွေကိုသွားစားရဒါပေမဲ့သူတို့တော့အဲ့လိုဟာလေးလို့ပြင်စီစင်းနေပေါ့เนาะတချို့ကလည်းကျမရဲ့ကွန်မန်တွေမှာလိုက်ရတာရှိတယ်တချို့ကဘာလဲဝန်ထမ်းတွေကအတင်းပြောတာလို့ပြီးရင်စူဆောင်းအောင်တာလို့အဲ့လိုမျိုးတွေရှိရလို့လည်းပြောတယ်ဒါပေမဲ့ကျမလည်းတစ်ခါတစ်ခါတော့ကြုံဘူးပါဒါပေမဲ့စိတ်ထဲတော့မထ ားဘူးပေါ့နော်အဲ့ဒါလေးတွေမရှိရင်တော့ပိုကောင်းတာပေါ့နောက်တစ်ခုကဒီလိုမျိုးအိုးတန်ပကန်တန်တွေကြားရတာတွေစူညံပွက်လို့ရိုက်နေရတာကြတော့လေဆိုင်ဘက်ကလိုအပ်ချက်လို့မြင်နေရှင်းဘာလို့လဲကျမတို့လည်း hotpot ဆိုင်တော်တော်များစားဘူးလေအဲ့လိုကြီးဖြစ်မနေဘူးပေါ့နော်ကျူကျူကကြတော့များသောအဖြစ်စားသုံးတဲ့သူများရတယ်။အဲဧည့်သည်ကိုအများဆုံးဝန်ဆောင်မှုပေးရတယ်ဆိုလို့ရှိရင်ဝန်ထမ်းအင်အားဆိုလည်းလုံလုံလောက်ထားရမှာဖြစ်ပါတယ်။အဲဒါပေမဲ့အခုလိုမျိုးဖြစ်တာကျတော့ဝန်ထမ်းအင်အားမလုံလောက်ဘူးလို့လည်းပြောလို့မရဘူးလေနော်။သူတို့ကအချိန်ကြိုက်လောက်ရတာလူများတာဆိုရင်လည်းတချို့ဆိုင်တွေမှာလည်းအဲ့လိုမျိုးတွေအများကြီးပါ။ ဒါပေမဲ့အဲ့လိုကြီးဖြစ်မနေဘူးလေနော်အခုကအဲ့လိုမျိုးကြီးဖြစ်တာဆိုတော့အဲဆိုင်ဘက်ကိုလည်းနည်းနည်းလေးတော့အဲ့လိုမျိုးလေးအဲ request လုပ်ချင်တယ်ပေါ့နော်တခါကြလည်းစဉ်းစားမိတယ်ဒီလဲသူတို့ဆိုင်မှာလေအခုဟိုဟာပေါ့နော်အိုးတွေပကံတွေပြစ်ချအဲ့လိုမျိုးလေးစူညံနေရလေအဲ့နေရာမှာဒါကျွေးပကံတွေဆိုလို့ရှိရင်ဘယ်လိုများနေမလဲမသိဘူးလို့ကျွန်မစဉ်းစားမိတယ်ဒီလားเออจุยประกันนี่ล่ะဆိုလို့ရှင်လေကိုယ်ဲလို့လေဝန်ထမ်းนี่ไอ้ဆိုင်ရတော့ထွက်ရမှာမဟုတ်ဘူးဒီလားအဲ့လိုမျိုးလေရောပေးရလို့လေခါကျရင်ကျမတို့လာချတဲ့ပကံဒါတော့မှတော့เนาะไอ้ဆိုင်မှာသုံးတဲ့ပကံนี่အကုန်လုံးอ่ะလေ fiber ပုံစံမျိုး melamine ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပြစ်ချတာလည်းခံတယ်ပွဲလည်းမပွဲဘူးတစ်ခါကျလွတ်ကြတာရောင်ရှိတယ်။ကျမတို့ဆိုတစ်ခါကျသွားဆိုင်ကိုယ့်ကိုယ်တော်တနာတယ်ဘာလို့လဲဆိုတော့လေပကံလေးတွေကလေတစ်ခါကျလွတ်ချင်လေဟိုထိတ်ကလေးတွေပဲ့နေရလို့ဇုံလေးတွေဆိုမီးဖို့လောင်ရလေးတွေဖြစ်နေရလို့အဲ့လိုမျိုးလေပကံလေးတွေဆိုလို့ရှိရင်နည်းနည်းလေးတွေပုံပယ်နေရလေးတွေအဆုပ်ပုံစံမျိုးတွေဖြစ်နေရပေါ့နော်ဒါမှလည်းစားလိုက်ပါလေအဲ့လိုမျိုးလေးဆိုလေအဲ့နေရာမှာဒါကျွေးပကံဆိုလို့တို့လည်းမလွယ်ဘူးသိလားအဲ့လိုမျိုးလေး အဲပြီးတော့တခြားလူတော့မသိကျမလူဖြစ်လာမယ်ကျမတို့ဆိုမာလာရှန်ကောတို့ဟော့ကောတို့စားပြီးသွားဆိုလို့ရှင်လေတညာလုံးရေးစားတာရေးစားတာဆိုတော့လေကျမတို့ရေးထိုင်တောက်ရင်တော့မလေးဘုမြစ်90လောက်ကုန်မှချင်းတယ်အဲ့လိုမျိုးရေးဒီအတကုံစားပြီးတညာလုံးတောက်လိုက်မှာပဲအဲ့လိုမျိုးတက်တာသူများတွေတော့မသိဘူးအဲ့လိုမျိုးတော့ရှိတယ် ပြီးရင်အဲ့လိုဟော့ပေါ့သွားစားတော့မယ်ဆိုလို့ရှင်လေအဲ့လိုတနေချင်းနေအဲ့လိုစကားတွေပြောပြီးမှစားကျင်တာတော့အေးအေးဆေးဆေးစကားပြောချင်လို့ဟော့ပေါ့ဆိုင်ထိုင်ကြမယ်ဆိုလို့ရှင်တော့ဂျိုဂျိုးဆိုင်တော့မသွားကြပါနဲ့ဘာလို့လဲဆိုတော့လေအေးအေးဆေးဆေးလဲစကားပြောလို့မရတလို့အဲ့အဲ့လိုအေးအေးဆေးဆေးလဲထိုင်လို့မရပါဘူး သူတို့ကကြတော့အဲ့လိုအဲတချို့ပိတ်ရက်တွေဆိုလို့ရှိရင်ဝိုင်းနေစောင်းရတာလည်းရှိတယ်လို့စကားလည်းပြောလို့အေးစိစိမရပါဘူးစားမယ်ဆိုရင်အဲ့လိုကိုလိုမျိုးစားတဲ့လူမှပဲအဆင်ပြေမှာစကားပြောချင်တော့မရအောင်တချင်းတွေကဖွင့်တာစူးညံတာအဲ့လိုမျိုးအိုးရခွက်တွေကလည်းပြစ်ချတာစူးညံတာအော်ရာကောက်တဲ့အတန်းတွေကလည်းစူးညံတာအဲ့လိုစကားပြောမယ်ဆိုရင်အဆင်ပြေပါဘူးကြိုပြောပါတယ်အဲ့လိုအေးစိစိဆိုနေတခြား coffee ဆိုင်လို့ပါလို့ထိုင်လို့ရတယ်ပေါ့နော်ဟောပေါ်ကတော့အဲ့လိုမျိုးစားမယ်တောက်မယ်ကြိတ်မယ်ဆိုရင်တော့ဟောပေါ်တော့ထိုင်စားပါ ငါ့ကိုဂျိုဂျိုဟော့ပေါ့ကိုပွဲရှာတယ်ဆိုပြီးပြောနေတဲ့လူတွေကိုငါပြောလိုက်မယ်နော်။အခုလူတရာမှာ60လောက်ကဂျိုဂျိုဟော့ပေါ့မှာဝန်ဆောင်မှုကအဆင်ပြေလားလို့မေးကြည့်လိုက်။နော်ငါပြောနေတာကလေ အကုန်လုံးအတွက်ကိုပြောတာနော်ငါတို့ဆိုလဲပတ်စံပေးပြီးစားတာပဲပြောပြမယ်ချိုချိုဟိုဘက်မှာသွားစားတယ်ဆိုလို့ရှိရင်ငါတို့တွေကလမ်းဘေးအိမ်လဲဝင်စားတာမဟုတ်ဘူးအလကားစားရလဲမဟုတ်အလူအိမ်ဝင်စားရလဲမဟုတ်နော်အကုန်လုံးကပတ်စံတရားတန်ကြီးပေးထားတယ်ပြီးတော့နောက်တစ်ခုငါတို့တွေတစ်ခါတစ်ခါစားလို့ရှိရင်အမှလေး test တွေပေးရတယ်သိတယ်မလားဝင်ဆောင်ကတော့ဘာညာတာတကအဲ့ဒါတွေအကုန်လုံးဝင်ဆောင်ကပေးပြီးမှစားရတာဖြစ်တဲ့အတွက်ငါတို့တွေမှာလိုလိုချင်တဲ့ဟာလေးတွေကိုပြောတာပေါ့နော် ။ဘာလဲဆိုတော့လေအချင်းရင်ဆက်ခိုင်းတာတို့ဘာလို့ဆိုလို့ရှင်လေ။ဘာဖြစ်ဖြစ်ကျမတို့ကစားတယ်ဆိုလို့ရှင်ကိုစားကျင်တဲ့ဟာလေးကိုသိရမလား။သူတို့ကပို့ပြီးကျွမ်းတယ်လေနော်။သူတို့အမှလုပ်တဲ့အခါကျတော့ညီမလေးဖြစ်ဖြစ်မောင်လေးဖြစ်ဖြစ်အမကိုအချင်းရင်လေးကိုချင်းဆက်ကလေးဆက်ပေးပါလို့ပြောလိုက်ကြအဲ့လူကပြမလာတော့ဘူး။အဲ့ဒါတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်ဘူးနော်။ပြီးရင်မသိကြအောင်ဆောင်လေ။အဲ့ဒါဘာလုပ်တာလဲ။သူတို့ရဲ့ဝန်ဆောင်မှုထဲမှာဒီအချင်းရင်ဆက်တာတွေပဲမပါဘူးလား။နောက်တစ်ခုအဲ့လိုမျိုးလေတစ်ခုခုခေါ်လိုက်ပြီးဆိုစုပုတ်ပြီးတော့လုံးဝမလာဘူး။ မလာတာတွေလည်းရှိတယ်အဲ့လိုမျိုးခဏခဏပဲကြုံရတာเนาะဒီအိုးတွေခွက်တွေပြစ်ချတာတွေဒီတွန်းလေးတွေတွန်းတာတွေကတော့ထားလိုက်အောင်အဲ့လိုမျိုးရှိပြီးတစ်ခါကျလို့ရှိရင်အတင်းပြောတာတွေလည်းရှိရเนาะအဲ့လိုမျိုးလေးဟိုစပန်ဝစ်ဆောင်နဲ့သွားစားတဲ့အခါတွေလည်းရှိတယ်တစ်ခါကျလို့ရှိရင်အဲ့လိုအိမ်နေဝစ်ဆောင်နဲ့သွားစားတဲ့အခါတွေရှိတယ်အဲ့ကြလို့ရှိရင်လည်းလေသူတို့ကဆက်ဆံပုံဆက်ဆံနေရမတူဘူးဒီဝန်ထမ်းနေရလေ တကယ်တော့ပြောပြမယ်ငါတို့သွားစားတာဘူဖေးဆိုင်လည်းမဟုတ်ဘူးဘူဖေးဆိုင်ဆိုတော့နည်းနည်းလက်ခံပေးလို့ရတယ်တန်ရတန်ကြီးစားရတာပြီးတော့တက်စီလည်းအကုန်လုံးပေးထားတယ်အဲ့လိုဆိုတော့နေကပြောမယ်နေကအဲ့ဒါဆိုလို့ရှိရင်အဲ့ဆိုင်မှာပြောလိုက်ပါလို့ပြောတယ်ကျမအရင်တော့ကပြောဘူးတယ် ။ဒါလို့အချင်းဆက်ခိုင်းတာကြာလိုက်တာလို့ဘာညာပြောလဲပြောအဲ့ဒါလည်းအေးမလို့ဘူး။ပြီးတော့ဗကန်တန်တွေကလည်းစူးညံတယ်ပြောလို့အေးမလို့ဘူး။အဲ့တော့ကျမတို့ကဒီလိုမျိုးတယောက်တည်းသွားပြောတဲ့အခါကျရင်လည်းအေးလုံးမှာမဟုတ်ဘူး။အဲ့တော့ကျမတို့အဆင်မပြေတဲ့ဟာကိုပြင်ရအောင်လို့ပြောပြတယ်နော်။ကျမတို့ကဒီအစားအသောက်ပိုင်းနဲ့ပတ်သက်ပြီးတော့စားလို့မကောင်းဘူးဘာညာဆိုပြီးပြောနေရလည်းမဟုတ်ဘူး။ကျမတို့ကသူတို့မှရှိတဲ့လိုအပ်ချက်ကိုထောက်ပြတာပဲရှိရဲ။ဒါကိုတချို့ကောင်မတွေကလာပြီးသိရမလား။နင်ကိုယ့်ကိုသွားပြောပါလားတို့။အဲနင်ကဘာလဲချိုချိုးဖော့ဖော့ကိုခင်းဖြစ်တယ်တို့ဘာလဲ။ အတန်ချေရှာတော့လာပြောဘာမှအတန်ချေရှာစရာအကြောင်းမရှိဘူးအခုနင်တို့စားနေလူတွေအယောက်တရာကို60လောက်ကိုသွားမေးကြည့်လဲငါပြောတဲ့အချက်တွေဖြစ်လားမဖြစ်လားသွားမေးကြည့်လဲနော်အဲ့လိုမျိုးဥရိခွက်တွေပြစ်ချတာတို့ပြီးတော့ဝန်ထမ်းနေရာသိရမလားဟိုလိုမျိုးခွဲကြဆက်ဆံတဲ့ပုံစံမျိုးတွေလောက်တာတို့ပြီးရင်ခေါ်ရင်မကြားကြအောင်ဆောင်နေရာတို့ပြီးွားလို့ချင်းသိရမလားဟိုစပန်းဝတ်စုံနဲ့လာတာတို့အိမ်နေဝတ်စုံနဲ့လာတာတို့ဆိုလို့ရှင်အဖတ်မလောက်တာတို့ပြီးရင်အတင်းပြောတာတို့ ပြီးရင်ဟိုခေါ်လို့ရှင်မကြားကြအောင်ဆိုအာစုံနေရပဲသူတို့စီမှာအဆင်မပြေတဲ့ဟာတွေပြောရင်တော့ဝင်နေဖြစ်အောင်အဲ comment ကျမတင်ထားတဲ့ comment အောက်ကိုသွားပြီးတော့ဖတ်ကြည့်လိုက်အဲ့မှာအဆင်မပြေတဲ့လူတွေအများကြီးပဲပြောထားတာနော်ကျမကသူတို့ဆိုင်နဲ့ပတ်သက်ပြီးပြင်စေချင်တာကိုပြောကျမတို့လည်းဆိုင်နေများစွာကိုစားလာတာအကုန်လုံးကလေအဲ့လိုမျိုးစူညံပွက်လို့ရိုက်ပြီးတော့အဲ့လိုမျိုးဖြစ်မနေဘူးစူညံပွက်လို့ရိုက်ဖြစ်နေဆိုတာလူတန်ကိုပြောတာမဟုတ်ဘူးနော်သူတို့တွေရဝန်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ပြောပြတကယ်လို့ကိုယ့်ဘက်ကသိရမလားဟိုဆိုင်ခွဲတွေအများကြီးလည်းဖြစ်တယ်ကိုယ့်ဆိုင်ကနာမည်ရှိပြီးသားဖြစ်တယ်ဆိုပိုတော်မှဒီဟာအပိုင်းကြီးကပိုတော်ကယူဆိုင်ရအောင်မဟုတ်တယ်မလား ဟိုငါငါဆိုင်ရလူများတာပဲငါဆိုင်ရလူတွေအများကြီးနင်တို့ပြော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 စားတာပဲလို့ပြောတယ်ဆိုတာလေလူတွေကသိရမလားအဲ့လိုမျိုးစားကြတာတခုတည်းရတာကောင်းတာတခုတည်းနဲ့တီးခံပြီးစားနေရအဲ့အပိုင်းတွေကိုလိုက်မေးကြည့်လိုက်အစင်ပြေလာလို့လိုက်မေးတယ်နော်ဂျိုဂျိုဟော့ပေါ့ဆိုလို့ရှိရင်မတီးခဲ့တူကမရှိဘူးရှင်သူစီကဟော့ပေါ့တွေဆိုရင်လည်းအရတာအရန်ကောင်းကြလို့သွားစားကြတဲ့လူတွေများတယ်နော်ဒါပေမဲ့ခုလိုမျိုးဝန်ထမ်းတွေကဆက်ဆံရေးညံ့တော့ကြတော့ရည်ရှိမှအဆင်မပြေနိုင်ဘူးရှင်ကိုကပတ်စံပေးပြီးသွားစားတာနော်ဒါကိုသူတို့ကအိမ်နေဝတ်စုံနေနဲ့ဝတ်သွားလို့ရှိရင်အထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်လာတော့မဖြစ်သင့်ဘူးနော်နောက်ပြီးတော့တချို့ကစတမ်မာတွေဆို လို့ရှိရင်အချင်းကြီးတွေမဆက်တတ်ကြဘူးရှင်။ဒါကြောင့်မလို့ဆက်ခိုင်းလို့ရှိရင်လည်းသူတို့ဘက်ကအဖတ်မလုပ်တဲ့ဦးလေ။ဒါကတော့သူတို့ရဲ့စာပေကအရန်ကိုမှညံ့နေနော်။ဒီလိုမျိုးနံမကြီးဆန်ခွဲတွေအများကြီးဖွင့်ထားတဲ့ခေါ်ပေါ်ဆိုင်ဒီဇိုင်းဖြစ်ပြီးတော့ခုလိုမျိုးဝန်ထမ်းတွေရဲ့ဆက်ဆံရေးညံ့ပြီးတော့အဆင်မပြေတာကရရှိမှာဘလို့မဆက်သွားနိုင်မှာမဟုတ်ဘူးနော်။စာသုံးသူတွေအနေနဲ့ကလည်းကိုကပတ်စံပေးပြီးစားရတာဖြစ်တဲ့အတွက်ကိုမလုပ်တတ်တာရှိလို့ရှိရင်သူတို့ကိုမေးမယ်ခိုင်းမယ် ကိုလိုအပ်တာရှိလို့ရှိရင်ယူခိုင်းတာတွေတော့ရှိမှာပဲเนาะဒါကိုဝန်ထမ်းတယောက်အနေနဲ့တော့လုပ်ပေးတင်နေရှင့်ဘာဆိုင်မဲဖွင့်တာဖွင့်တာဘယ်ဆိုင်မဲဖြစ်ဖြစ်เนาะအထက်ကဆက်ဆံရေးနဲ့ customer တွေပေါ်မှာချူတာစွာပြောဆိုတတ်ဖို့ပဲလိုတာเนาะ ဈေးဆိုင်တစ်ဆိုင်ကိုဝင်သွားရင်တော့ဒီဈေးဆိုင်ကအပေါက်ဆိုးရဲဆိုရင်တစ်ခါပဲဝယ်တာเนาะနောက်တစ်ခါမဝယ်ကြဘူးရှင်ဒီဂျိုးဘော့ဘော့ဆိုရင်လည်းအရသာကောင်းလို့လာတွားစားနေတာเนาะခုလိုမျိုးစူညံတန်တွေနဲ့နောက်ပိုင်းရီရှိကြလို့ရှိရင်ဘဒူးမားကိုဆက်ပြီးတော့စားကျင်ကြမှာမဟုတ်ဘူးเนาะဒီမရဲ့ view လေးကတော့ဒီလောက်ပါပဲရှင်ဒီ view လေးကိုအားလုံးလက်တည်ထားလို့ရအောင်လို့ပြန်လည်ဝင်ရလာခြင်းဖြစ်ပါတယ်ရှင် view သူတယောက်ကိုမှထိခိုက်နေတာလူစီတဲ့စိတ်မရှိပါဘူးရှင်နောက် view လေးဒီမှာပြန်လည်ဆောင်တွေ့ကြမယ်ရှင်